ဖျားသခင်ထံတော်ပါမှာကျွယ်ဝသောစုကျေစုကောင်းကြီးမင်္ဂလာဖြတ်ဖြာတို့သည်ကျွန်တော်ကျမတယောက်စီတိုင်းအပေါ်မှာတက်ရောက်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ယနေ့ကျမတို့ပြန်လေးပြီးမှခွန်အားယူရအောင်။ພັນစင်းချင်းမှာဖျားသခင်ဟာ လူသားများအတွေ့ပြီးပြည့်စုံစွာພັນစင်းထားခဲ့ပါတယ်။ ဖျားသခင်ဟာငါတို့ပုံတဒံနှစ်တညီတတဒံသည်လူကိုဖန်ဆင်းကြစို့လို့ဆိုပြီးကပ္ပဥကျံအခန်းကြီး1အငယ်26မှာဖော်ပြထားခဲ့ပါတယ်။သို့တော့လူသားများရဲ့အထဲမှာအပြစ်တရားရောက်လာတဲ့အခါမှာ လူသားများဟာ အပြစ်ကြောင့်မပြည့်စုံတော့ပါဘူးယနေ့ကျမတို့လူသားများဟာအပြစ်ကြောင့်စုံလင်သောအသက်တာမရှိတော့ပါဘူးအမြဲတမ်းလိုအပ်ချက်များက ပြည့်နှက်နေတယ်ဆိုတော့ကို တွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်လူသားများဟာပြည့်ပြည့်စုံသောအသက်တာကိုရရှိဖို့ရအတွက်နီလာမျိုးစုံနဲ့ ကြိုးစားအားထုတ်လျက်ရှိကြပါれ။တို့တော်လေစုံလင်သောအတ္တတာကိုမရရှိပါဘူး။ဘာကြောင့်လဲ?အပြစ်တရားကြောင့်ကြိုးစားမှုကိုပဲဦးစားပေးတဲ့အတွက်ကြောင့်ဖြစ်ပါれ။ဖျားကိုဦးစားပေးခြင်းဖះကိုအာကိုခြင်းဖះကိုမိခိုခြင်းမပြုတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့ကိုကျမတို့ပြန်လည်ပြီးမှ တွေ့ရပါတယ် တဘာဦးချအခန်းကြီး37အငယ်1ကနေ9မှာပြီးပြည့်စုံတဲ့ဘဝကိုရရှိဖို့လူတွေကဘာဗလုန်ရဲတိုက်ကြီးကိုတိဆောက်ခဲ့ကြပါတယ်။သို့တော်လည်းပြီးပြည့်စုံတဲ့ဘဝအခြေအနေကို မရောက်ရှိပါဘူး။ဘာဗလုန်ရဲတိုက်ကိုတိဆောက်တဲ့အခါမှာပြီးပြည့်စုံတဲ့အသက်တာကိုမရရှိကြဘဲကြေကွဲခဲ့ရတယ်။ ကွဲပြားခဲ့ရတယ်ဆိုတော့တွေ့ရပါတယ်။တဦးနဲ့တဦးတိုင်ပင်ချင်းတဦးနဲ့တဦးအကြံပေးချင်းတဦးနဲ့တဦးအမိပြုချင်းဟာ အလွန်ပင်ကောင်းသော အရာဖြစ်ပါတယ်။သို့တော်လည်းစုံလင်တဲ့အတ္တတာကိုတော့မရရှိသေးပါဘူး။ဖះကိုကိုးစားသောအတ္တသာရှိမှသာလျှင်စုံလင်သောအတ္တသာကိုရရှိမှဖြစ်ပါလေ။ဒါကြောင့် ဒီနေ့ကျမတို့အတူတကွခွန်အားယူဖို့ရအကြောင်းအရာလေးကတော့ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်ခြင်းဖြစ်ပါတယ်။ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်ခြင်းဖြစ်ပါတယ်။တေရောအခန်းကြီးတေအငယ်၉မှာကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လေငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စီခြင်းကဖျားသခင်သည် သစ္စာတရားနဲ့၎င်းဖြောင့်မတ်ခြင်းတရားနဲ့၎င်းပြည့်စုံတော်မူ၏လို့ဆိုထားပါတယ်သစ္စာတရားဖြောင့်မတ်ခြင်းတရား၌ပြည့်စုံသောသူဟာဒုစရိုက်နဲ့ကင်းစင်သောသူပဲဖြစ်တယ်လို့နှုတ်ကပတ်တော်မှာအတိအလင်းဖော်ပြထားပါတယ်ထိုသခင်ထံမှာမိမိရဲ့အပြစ်ကိုဖော်ပြပြီးတော့တောင်းပါမယ်ဝန်ချမယ် တောင်းခံမယ်ဆိုရင်ကျမတို့ရဲ့အပြစ်များကိုလွတ်တော်မူမယ်လို့နှုတ်ကပတ်တော်ကအတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။သခင်ယေရှုရဲ့အကြောင်းထဲမှာသူ့ရဲ့အံ့ဩဖွယ်နမိတ်လက္ခဏာအများကြီးတွေကတစ်ခုအကြောင်းကိုစဉ်းစားရအောင်။သခင်ယေရှုဟာ ကပေရနောင်မြို့ကို ရောက်ရှိလာတယ်။သူတဲနေကြအိမ်မှာ သူတဲပို့ရန်သွားတဲ့အချိန်မှာ အဲ့ဒီအိမ်ဝင်းထဲမှာလူတွေအများကြီးရောက်နေတာတွေ့ရတယ်။အဲ့ဒီအပြင်အဲ့ဒီအိမ်ဝင်းထဲမှာလည်းလူတွေတဲတဲနဲ့ဝင်လာခဲ့ပါတယ်။ဘာကြောင့်လဲ?တခင်ရှိတဲ့နေရာမှာဘာကြောင့်သူတို့ဟာတကောက်ကောက်နဲ့လာခဲ့တယ်လို့စဉ်းစားလိုက်တဲ့အခါမှာ သူတို့ရဲ့အသက်တာမှာခံစားချက်တွေရှိတယ်။အဲ့လူကသခင်ဟာသူတို့ကို နမိတ်လက္ခဏာတွေပြမယ်။ပြီးတဲ့အခါမှာဒီနေ့သခင်ကသူတို့ကိုဘာတွေလုပ်ပြအောင်မလဲဆိုတဲ့ခံစားချက်ရှိကောင်းရှိမှာဖြစ်တယ်။နောက်တစ်ချက်ကဘာတွေဖြစ်နိုင်သေးတယ်လဲဆိုတော့သခင်ဟာနော် တို့ရဲ့ဒုက္ခတွေတို့ရဲ့ပြဿနာတွေတို့ရဲ့စုံစမ်းခြင်းတွေတို့ရဲ့သွေးဆောင်ခြင်းတွေတို့ရဲ့ရှုပ်ထွေးခြင်းတွေအထူးသဖြင့်တို့ခံစားနေရတဲ့ယောဂဝေဒနာတွေကိုဒီသခင်ကနေပြီးမှပျောက်ကင်းအောင်ကုသပေးနိုင်တယ်တို့ရဲ့ခံစားချက်တွေကိုပျောက်ကင်းအောင်လှုပ်ဆောင်ပေးနိုင်တယ်ဆိုတဲ့ခံယူချက်သူတို့ရဲ့နှလုံးသားထဲမှာရှိတဲ့အတွက်ကြောင့်သခင်ထံမှာတိုးဝင်ချစ်ကပ်ကြတယ်ဆိုတာကိုတွေ့ရ ပါတယ်။သို့တော်လေတခင်ကသူတို့ရဲ့ခံစားချက်ကိုအရင်မလုတ်ပေးဘဲနဲ့မလုတ်ပေးတယ်လေ။လူတွေအများကြီးဖြစ်လာတဲ့အခါမှာတခင်ကသူတို့ကိုဟောပြောပါတယ်။ဘာရီဟောပြောတယ်လေ။ဥစားပေးပြီးမှ ဟောပြောတဲ့အရာကတော့ရှမတ်သက်ခရစ်ဝင်အခန်းကြီး34အငယ်19မှာဖော်ပြထားတဲ့နောင်ဒရကြလောဆိုတဲ့အကြောင်းအရာအဖြစ် သခင်ကသူတို့ကိုဟောပြောခဲ့ပါတယ်။ဖယားရှင်ကိုတိုင်ကလည်းလူတိုင်းလူတိုင်းနောင်တတရားဖြင့်ကိုရော့ထံတော်ပါမှာတိုးဝင်ချစ်ကပ်ဖို့ရန်အလိုရှိပါတယ်။ယေစကြည်လအနာဂတ်တီချံအခန်းကြီးတစဲရှစ်အငယ်30ကနေ31မှာဣသရေလလူမျိုးတွေကိုဖယားရှင်ပြောတဲ့စကားဖြစ်တယ်။အဲ့ဒီစကားကိုလေယနေ့ကျွန်တော်ကျမတို့ကို သခင်ကပြောနေပါတယ်ဒီစကားကဘာလဲတင်တို့အတီးအတီးကြင်ကြသည့်အတိုင်းငါစီရင်မယ်နောက်တစ်ချက်ကတင်တို့သည်အတမအမှုရှိသမျှတို့ကိုစွန့်ပြစ်၍ပြောင်းလဲကြလော့ပြောင်းလဲကြလော့လို့ဆိုထားပါတယ်နောက်တစ်ချက်ကဒုစရိုက်အပြစ်ကြောင့်ထိမိ၍ဆုံးချင်းတို့မရောက်ကြနေအတ္တသောနှလုံး အတိတ်တော်စိတ်တဘောကို ပြင်ဆင်ကြလောနောက်တစ်ခါကျတော့ဘာဖို့ပြလဲပြောင်းလဲ၍အသက်ရှင်ကြလောလို့ဖះရှင်က မိန့်တော်မူခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်မိမိပြုမိခဲ့သောအပြစ်အတွက်ကျွန်တော်ကျမတို့ကိုကိုကိုစင်ချင်းသုံးသက်ပြီးမှဖះရှင်ထံတော်ပါသို့နောင်တဖြင့်တိုးဝင်ချစ်ကပ်ဖို့ဖြစ်ပါတယ်ဖះရှင်ဟာယနေ့ ကျွန်တော်ကျမတို့လူသားတွေဘာတွေလုပ်နေကြသလဲဘာတွေပြောနေကြသလဲဘာတွေကြံစီနေကြသလဲဆိုတာကို အကုန်သိပါတယ်တမန်တော်အခန်းကြီး16အငယ်30မှာဖះရှင်ကဘလို့ဖော်ပြလဲမိုက်တော့အချိန်ကာလကို အမှုမထားဘူးတဲ့မိုက်ခဲ့တဲ့အချိန်ကာလအတွက်ဖះရှင်မှတ်မထားဘူးတဲ့သူမှတ်ထားတဲ့အရာကဘာလဲယခုမှာ ကိုအပြစ်ကိုမြည်၍နောင်တရကြလောလို့ဖျားရှင်ဆိုထားပါလေဒီအတွက်ကြောင့်နောင်တအတွက်ယနေ့ကျွန်တော်တို့ဘာလို့အပ်တယ်လဲမိမိပြုမိခဲ့တဲ့အပြစ်တွေကိုပြန်လဲပြီးမှတိမှတ်ဖို့ရဖြစ်တယ်မိမိပြုမိခဲ့တဲ့အပြစ်တွေကို ပြန်ပြီးမှဝန်ခံဖို့ရန်အတွက်ဖြစ်တယ်။ဝန်နေရကြောင်းကိုပြန်လည်ပြီးမှဖះရှင်ရှေ့တော်မောက်မှာဖော်ပြဖို့ဖြစ်တယ်။နောက်တစ်ချက်ကအဖထံကို ပြန်လာဖို့ဖြစ်တယ်။အဖသခင်ထံပြန်လာပြီးတိုးဝင်ပြီးချစ်ကပ်ပြီးမှယုံကြည်ခြင်း အပြည့်အဝရှိစေဖို့ရန်အတွက်ဖះရှင်လိုအပ်ပါတယ်။နောက်တစ်ချက်ကကောင်းသောအကျင့် ကောင်းသောအမှုကိုလှုပ်ဆောင်ပို့ရန်အတွက်ဖះရှင် အလိုရှိပါတယ်ထို့အတွက်ကြောင့်ကိုအပြစ်တို့ကိုပေါ်ပြတောင်းပန်ခြင်းရှိတဲ့နေရာမှာသစ္စာတရားထောက်မှတ်ခြင်းတရား၌ပြည့်စုံတဲ့သူဟာဖះရှင်ဖြစ်တယ်ထို့သူထံမှာမိမိရဲ့အပြစ်များကိုဝန်ချလျက် တောင်းပန်လေဖះရှင်ထံတော်ပါတို့တိုးဝင်ချစ်ကပ်ကြရအောင်ဆိုပြီးမှအနေငယ်အဖြစ်ခွန်အားပေးလိုပါတယ်ဂျေစုတင်ပါတယ်